ရောင်ဝင်ရဲ့ပေါ်ဆောင်မှုကြောင့်ကလေးမွေပြီးရပိုင်းကြမှာပဲ။ကွယ်လွန်သွားခဲ့ရတဲ့ဇပိုတီယိုဆောင်ပူပူရဲ့ဇနီးဖိတ်ကြမြအလုံးမဲမင်္ဂလာပါရှင်။ဇပိုတီယိုဆောင်သူပြတဲ့ပူပူကတော့ပြခဲ့တဲ့ရပိုင်းတုန်းကမှချစ်စရာသမင်ဦးလေးကိုပိုင်ဆိုင်ခဲ့ရပဲဖြစ်ပါရယ်။သမင်လေးကိုပိုင်ဆိုင်ရလို့ဝမ်းတာလို့မဆုံးသေးစိတ်မကောင်းစရာတကူကကိုပူပူတို့မိသားစုစီရောက်လာခဲ့ပါရယ်။ကိုပပိုးရဲ့ဇနီးတရားသမီးလေးမွေပြီးရပိုင်းကြမှာပဲဆေးဥမှာကွေလွန်သွားခဲ့တာပဲဖြစ်ပါတယ် တမင်လီကတော့ဒီကနေ့အချိန်ထိအကျမစွာရှိနေပေမယ့်ဇနီးတွေကိုဆုံရှုံလိုက်ရတဲ့အတွက်ကိုပပိုးတယောက်စေတော်ကရောက်နေရတာပါမိသားစုဆုံဆုံလင်းနေတနာရီပြေအောင်တော့မနေလိုက်ရသေးပဲဇနီးတွေကတမင်နဲ့သူ့ကိုထားခဲ့ပြီးဖြစ်တာကြောင့်ဦးစေတော်ကရောက်နေရပဲဖြစ်ပါတယ်ကလေးမေးပွားပြီးအချိန်မှာတော့အမေရောတမင်ရောအကျမစွာရှိနေခဲ့ကြတာပါဒါကြောင့်ကိုပပိုးလည်းစိတ်အေးလက်အေးဖြစ်ပြီးဝမ်းသာနေကြတာပါ သူရဲ့ Facebook ACC မှာလည်းကလေးရောမိခင်ရောကျမစာရှင်ရဲ့ကြောင့် post တင်ပြီးမိတ်ဆွေပရိသတ်တွေတည်အောင်မျှဝေလာခဲ့ပါသေးတယ်။ဒါပေမဲ့ကလေးမွေပေးတော့ရလောက်အကြာမှာတော့ကိုဘဘိုးရဲ့အမျိုးသမီးဟာမနေနိုင်မထိုင်နိုင်ဘိုက်တွေအောက်နေရာကြောင့်စေယုံကိုချက်ချင်းပြေးခဲ့ရတယ်လို့သိရပါတယ်။ဆရာဝန်ရဲ့စစ်စေးချက်တွေအရအမျိုးသမီးဟာဥပိတ်နေပြီးဝမ်းမသွားတာကြောင့်ခုလိုဘိုက်တွေအောင်နေအောင်ဆိုပြီးအပြေထွက်လာခဲ့ပါတယ်။ဒါကြောင့်ဝမ်းချူဖို့လုပ်ခဲ့ပေမဲ့ ဝမ်းနောက်မကျွလိုက်ရသေးပဲဝမ်းတွေသွားတာကြောင့်ဆေးရသွားတယ်လို့ဆိုပါတယ်ဒါပေမဲ့ဝမ်းသွားတာကမရက်ကြောပဲဆက်တိုက်ဆိုသလိုသွားနေရကြောင့်ဆရာဝန်ကိုသွားခေါ်ခဲ့ရဆရာဝန်ရောက်လာပြီး tip check ကဆေးပိုက်ထည့်ဖို့လိုအပ်တာကြောင့်ကိုပပေါ်တယောက်ညချိန်မတော်ကြီးမှာပဲဆေးအိတ်တွေဆေးပိုက်တွေပြေဝဲခဲ့ရတည်ရလဲဖြစ်ပါတယ်ကိုပပေါ်ရဲ့အမျိုးသမီးဟာအသက်ရှူလို့ခက်ခဲလာတဲ့အနေအထားထိဖြစ်လာတာကြောင့်ဆေးပိုက်အထည့်ခင်မှာပဲအောက်ဆီဂျင်အရင်ပေးလိုက်ရပါသေးတယ်နောက်ပြီးဆေးပိုက်ထည့်ချိန်မှာတော့ ကိုပပိုရဲ့အမျိုးသမီးဟာတက်သွားပြီးအဲ့ချိန်ကလေးကတရိပ်ပြန်လဲမလာတော့တာပဲဖြစ်ပါတယ်ကျမနေပြီလို့ထင်ထားပေမဲ့ရောတိရကြီးအသက်ဆုံးရှုံးရပြီဖြစ်တဲ့ဇနီးတဲ့အတွက်ကိုပပိုကတော့ယူကြုံများဖြစ်နေကြတာပါမိသားစု ဆုံဆုံလင်းလင်းနဲ့ပျော်ပျော်ရွှင်ရွှင်နေဖို့ရင်မှန်ထားခဲ့ပေမဲ့တမလီတလှတော့မပြည့်သေးခင်မှာပဲအိမ်မက်တွေကပြက်စီသွားကြရပဲဖြစ်ပါတယ်မြမလူမျိုးတွေရဲ့အယူအဆကလေးလေးကိုဖောက်ခဲ့ဖြစ်တဲ့ကိုပပိုကိုပေးခဲ့မလား တီယံမိခင်ကလေးလေးရဲ့အဘာဖြစ်သူကိုပေးခဲ့မလားဆိုတော့ချိန်ခွဲနဲ့လိပ်ပြခွဲပြီးအဆုံးဖြတ်ကြမှာပဲဖြစ်ပါတယ်။ကိုဘွားကတော့ဇနီးတဲ့မရှိတော့ပေမဲ့တမင်လေးကိုသူကရိုင်းပဲပြုစုဆောင်ရှောက်ခြင်းပေမဲ့အားလုံးရဲ့တဘောသူညီမတွေအတိုင်းလိပ်ပြခွဲပြီးခွဲလွန်သူရဲ့ဆန္ဒအတိုင်းသာဆောင်ရွက်ကြမှာပါ။ပဒရီကတော့ကိုပပိုးရဲ့ဇနီးတဲ့တည်ဆုံမှုဟာဆေးရုံကဆရာဝန်တွေရဲ့ပေါ်ဆောင်မှုကြောင့်ဆိုပြီးထင်ကျေးပေးနေကြပါ ဖြစ်တဲ့ယောဂကိုတရားအပြည့်မရှာကြပဲဖြစ်တယ်လို့ကုသပေးတာကြောင့်အခုလိုအသက်မဆုံးရှုံးသင့်မယ်ဆုံးရှုံးလိုက်ရတဲ့အချမ်းသာတဲ့တတိရီစေယုံလာတဲ့ရင်တော့လူလေသေးမရှိအောင်ဂီယိုဆိုင်ကြပြီတာမန်လူနာရီဆိုရင်တော့အသက်တချံကိုတမမချကြတော့ဘူးဆိုပြီးဝေဖန်လာကြရပဲဖြစ်ပါရဲ့တချို့ကလည်းအသွေးအကြုံတွေရရမိနစ်တဲမိခင်တယောက်နေနဲ့ဝမ်ပောက်သွားလို့လည်းပြောနေကြတာပါ ကိုပပိုးကိုလည်းဇနီးတဲကိုဆုံရှုံလိုက်ရပါမယ်။တမင်းလေးအတွက်အကောင်းဆုံးကြိုးစားပါဆိုပြီးအပေးနှစ်သိမ့်နေကြပါပဲဖြစ်ပါတယ်။ချီးကျူးနေတဲ့ပရိသတ်တို့အနေနဲ့ရော မိသားစုစုံစုံလေးတွေနဲ့တနာရီကြောင်အောင်တောင်းမနေလိုက်ရပဲဇနီးတဲကိုဆုံရှုံလိုက်ရတဲ့ကိုပပိုတို့အပေါ်အမြင်လေးတွေကိုပြောပြခဲ့ကြပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းစိတ်ဝင်စားပေးရအောင်ဒီနေ့တို့ပြန်လာခဲ့ဦးမှာဖြစ်လို့ကျွန်မရဲ့ page လေးကိုလည်း like follow ထားပေးကြပါအောင်နော်။အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ကြောင့်ဒီနေ့တို့ပြန်လာခဲ့ပါမယ်။